င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်ရင်ဂျင်နီယာတက်ကစစ်တီနဲ့အရာရှိတွေရှေ့တန်းမထွက်ရရဲ့ဘုံမူးချုပ်ခင်မောင်အေးကိုတင်းရချီလက်ထုတ်ရပြီးဝင်းမပင်းနိုင်တဲ့စစ်ရင်ဂျင်နီယာတက်ဖွဲ့ဝင်တွေရှေ့တန်းအပုတ်ခံရပြီးသေဆုံးမှုနဲ့ပျောက်ဆုံးမှုတွေဖြစ်ပေါ်နေပါတယ် ချင်းချင်းမြစ်တွင်စုံစင်းလာတဲ့စစ်သည်မော၉စင်းကမြကန်းပေးကြေးရွာတွေကိုရန်တပ်ပစ်ခတ်နေတဲ့အတွက်ကဏီမြို့တွင်းကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြတဲ့တဲ့ရင်ပါဝင်နောက်ဆုံးတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီရဲ့လယုံတက်တစ်ခုဖြစ်တဲ့စစ်အင်ဂျင်နီယာတက်ကစစ်တီနဲ့အရာရှိတွေဟာရှေရန်ကိုမထွက်ရရေးဒုတိယညွှန်ကြားရေးမှူးဗိုလ်မှူးချုပ်ခင်မောင်အေးကိုသိမ်းရာချီလက်ထိုးနေရပြီးမပေးနိုင်သူတွေဟာရှေရန်အပေါခံရကသေဆုံးတဲ့ပျောက်ဆုံးမှုတွေဖြစ်ပေါ်နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်စစ်အင်ဂျင်နီယာတက်ဖွဲ့မှညွှန်ကြားရေးမှူးဖြစ်ဗိုလ်ချုပ်ဇော်နိုင်ဦးဒုတိယညွှန်ကြားရေးမှူးဖြစ်ဗိုလ်မှူးချုပ်ခင်မောင်အေးတို့ကတာဝန်ယူထားတာဖြစ်ပြီး စစ်အင်ဂျင်နီယာတွေအပြောင်းရွှေ့ရှေ့တန်းပို့အင်အားနဲ့နေရာချထားရေးကိုတာဝန်ယူရတာလည်းဖြစ်ပါတယ်။လက်ရှိစစ်ကောင်စီကရှေ့တန်းကိုတက်တွေဆင်လွတ်ဖို့ရမှာအင်အားမလုံလောက်တာကြောင့်ခြေလင်တက်တွေခြေမြန်တက်တွေရဲနဲ့လယုံတက်တွေဖြစ်တဲ့စေးတက်အင်ဂျင်နီယာတက်အပါအဝင် ရေတက်နဲ့လေတက်တို့အင်အားတွေကိုရောနော်ဆင်လွတ်နေရတာလည်းဖြစ်ပါတယ်။ဒါကြောင့်ရှေ့တန်းထွက်ရမယ့်စစ်အင်ဂျင်နီယာစီးရင်တွေကိုစစ်အင်ဂျင်နီယာဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ခင်မောင်အေးက စီမံပေးဖို့ဆွေးလို့ရတာလည်းဖြစ်ပါတယ်။ရှေ့တန်းကိုမထွက်လို့တဲ့စစ်အင်ဂျင်နီယာတပ်ကစစ်တီအကြက်နဲ့အရာရှိတွေဟာ ဗိုလ်မှူးချုပ်ခမောင်အေးကိုသိမ်းရာချီလက်ထိုးကြတယ်လို့လည်းသိရှိရပါတယ်။စစ်အင်ဂျင်နီယာတက်မှလက်စားလို့ရပြီးဂွင်ကောင်းတဲ့တက်တွေရှိသလိုလောက်ွက်မရှိဂွင်မကောင်းတဲ့တက်တွေလည်းရှိနေရာဒုတိယညံကြဲမှုဗိုလ်မှူးချုပ်ခမောင်အေးကိုလက်မထိုးနိုင်တဲ့တက်ဖွဲ့ဝင်တွေဟာရှေ့တန်းကိုပို့ခံရတယ်လို့စစ်တပ်သတင်းမြစ်ကပြောပါတယ်။အဲလိုရှေ့တန်းကိုအပို့ခံရပြီးတဲ့နောက်တေဆုံးသူပျောက်ဆုံးသူများစွာရှိနေတယ်လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံအနှံ့ကရေဘေးသင့်ပြည်သူတွေကိုရေဘေးတုံ့ပြန်မှုအကူအညီတွေစတင်ပေးရမယ်လို့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကစက်တင်ဘာလ16ရက်နေ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ဂျွန်လကနေစတင်ပြီးရေဘေးတုံ့ပြန်ရင်အကူအညီတွေကိုပေးနေပြီမယ်။လုပ်ငန်းပမာဏတိစာတာတိုးချက်ကအကူအညီတွေကိုအခုသတင်းဘက်ကနေစတင်ပေးရတော့မှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ယာဂီမုံတိုင်းကြောင့်ကရင်ပြည်နယ်၊ကရင်ပြည်နယ်၊နေပြည်တော်ပဲခူးတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊မွန်ပြည်နယ်နဲ့ ်ရှမ်းပြည်နယ်တို့မှာရေကြီးမှုတွေရေကြီးရေလျှံမှုတွေနဲ့မြေပြိုမှုတွေကြုံတွေ့ခဲ့ရလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရေပေါ်စားနပ်ရိက္ခာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ရေဘေးသင့်ပြည်သူ၅သိန်းခန့်အတွက်စံအားဖြင့်ဘစ်ကစ်နဲ့အာဟာရအထောက်ပံ့တွေပါဝင်တယ်။တလစာစားနပ်ရိက္ခာတွေကိုတိုက်ရိုက်ဖြန့်ဝေထောက်ပံ့ပေးသွားမယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်သီးနှံစိုက်ပျိုးရေးအသက်မဝမ်းကြောင်းနဲ့စားနပ်ရိက္ခာလက်လန်းမီရရှိရေးတို့အပေါ်ရေဘေးရဲ့အကျိုးသက်ရောက်မှုအခြေအနေတွေကိုမိဖက်အဖွဲ့အစည်းတွေနဲ့ ဲ့ပို့ပေါင်းကအကဲဖြတ်လေ့လာနေရလို့လဲထုတ်ပြန်ပြန်မှာ WFP ကထုတ်ပြန်ထားပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရော UNOC ရှေ့ရဲ့စက်တင်ဘာလ16နေ့ထုတ်ပြန်ချက်ထဲမှာတော့မြန်မာနိုင်ငံမှာသတင်းချက်လက်တွေအတည်ပြုဖို့ခက်ခဲပေမဲ့လည်းနိုင်ငံတော်ရေဘေးတင့်သူဥယေခမန်းကြီး6သိန်း3000ကျော်ရှိနေပြီးယာနဲ့ချီတေဆုံးကအများအပြားပျောက်ဆုံးနေရလို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့ ချင်းတွင်းမြစ်တွင်ဆုတ်ဆင်းလာတဲ့အကျန်းဖက်စစ်ကောင်စီတပ်ရဲ့စစ်သည်မော်ကိုစင်ဟာမြစ်ကမ်းဘေးကြီးရယ်ကိုလက်နက်ကြီးလက်နက်ငယ်နဲ့ရန်တပ်ပစ်ခတ်ပြီးဖျက်ဆီးသွားလာနေတဲ့အတွက်ကလီမြို့နယ်အတွင်းမြစ်ကမ်းဘေးကြီးရယ်ကပြည်သူတွေထွက်ပြေးတင်းရှောင်နေကြရတဲ့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်စက်တင်ဘာလ16ရက်နေ့မနေ့ပိုင်းအချိန်မှာပဲချင်းတွင်းမြစ်တွင်ဆုတ်ဆင်းလာတဲ့အကျန်းဖက်စစ်တပ်ရဲ့စစ်သည်မော်ကိုစင်ဟာမြစ်ကမ်းဘေးကြီးရယ်ကိုရွေရွေရှိရှိလက်နက်ကြီးလက်နက်ငယ်နဲ့ရန်တပ်ပစ်ခတ်ပြီးဖျက်ဆီးသွား ောင်းလာနေတာဖြစ်တယ်လို့လည်းဆိုထားပါဗျ။အဲလိုမြစ်ကမ်းတစ်ချောက်ပြစ်ခတ်ပြီးမှသွားနေတဲ့စစ်သင်္ဘောကိုစင်ဟာမင်းကင်းမြို့နယ်ကနေကဏီမြို့နယ်တွင်းကိုဝင်ရောက်လာတော့မှဖြစ်တဲ့အတွက်မြစ်ကမ်းဘေးမှာရှိတဲ့ကြေးရွာနေပြည်သူတွေကတော့ထွက်ပြေးတင်းရှောင်နေကြတယ်လို့ဒေသနေပြည်သူတို့ကပြောပြပါဗျရှင်။ဆက်လက်ပြီးတော့မြင်းချံလူထုလှုပ်ရှားမှုကော်မတီကနိုင်ငံရေးအကျဉ်းသားဟောင်း ကိုလမျိုးကျော်တောင်တာမျိုးနယ်ကကိုပတိကိုကလာ ကိုဘောကြီးကိုကျော်တပ်တို့ကိုစစ်ကောင်စီကတပ်ဖြတ်လိုက်တယ်လို့မြင်းကြံလူတို့လှုပ်ရှားမှုကော်မတီကသတင်းထုတ်ပြန်ထားပါဗျ။သတင်းပါလာ16နေ့ကကိုလမျိုးကျော်ခေါ်ကိုဤတီတောင်တာမျိုးနယ်ကကိုပတိနဲ့ဒေသပြည်သူလေးတို့ဟာလူဦးတော်လှန်ရေးတပ်ဝင်တွေကိုရှေ့တန်းကနေရွရွချွန်ချွန်ထမ်းဆောင်ရင်းအကြမ်းဖက်စစ်ကြောင်းနဲ့ထိတ်တိုက်တွေ့ကအသက်ပေးဆက်လိုက်ရတာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါဗျ။ နိုင်ငံရေးအကျဉ်းသားဟောင်းကိုလာမျိုးကျော်ဟာမြမနွေဦးတော်လန်ရေးကြီးမှာအကျန်းဖက်စစ်ကောင်စီကိုအကျန်းမဖက်တော့နီလန်းမျိုးစုံနဲ့တော်လန်ရုံးကန်နေခဲ့သူဖြစ်တယ်လို့မြင်းကျန်လူမှုလှုပ်ရှားမှုကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်နွေဦးတော်လန်ရေးကာလအတွင်း သူတင်းရှောင်နေတဲ့ဒေတာတွေကကလေးငယ်တွေရဲ့ပညာရေးအဆက်မပြတ်စည်ရန်အတွက်လဲကိုစွမ်းညာစွမ်းရှိသည်များအာသွန်ခွန်ဆိုင်လုတ်ကန်ဆောင်ရပေးနေသူတို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။နိုင်ငံနဲ့ပြည်သူတို့ရဲ့အနာဂတ် Federal Democracy အိမ်မက်ကိုခိုင်မြဲစွာဆွဲကင်ကအကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လန့်တိုက်ပွဲဝင်ရင်အကြမ်းဖက်စစ်တပ်ရဲ့လူမဆန်စွာတပ်ဖြတ်ခြင်းခံရတဲ့အတွက်မြင့်မြတ်စွာအသက်ပေးလူကြဆုံးသွားခဲ့ရတယ်။ကိုလာမျိုးကျော်ကကိုအီဒီနဲ့တကွာ တောင်တာမြို့နယ်ကကိုဖက်တီကိုကလာ ကိုဘောကြီးကိုကျော်တက်တို့ကိုမြင်းကြံလူတို့လှုပ်ရှားမှုကော်မတီကအောင်းမေလင်းနဲ့စွာဂုံပြုတ်မှတ်တမ်းတင်အကြောင်းထုတ်ပြန်ထားပါတယ်ရှင်။ ကန်းအတန်းတပုတ်ကိုတန်ဆက်ပေးကြပါရယ်။စကန်းတန်းဒီပင်းမြို့ပေါ်ကအကျန်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာ၅ခုကိုဝင်ရောက်တိုက်ခတ်ရမှာစစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိတယ်လို့ Freedom Revolution Force FRF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်။စတေမာလာ၁၇နှစ်နေကဒီပင်းမြို့ပေါ်ကအကျန်းဖက်စစ်ကောင်စီတပ်သားတွေအထန်ချတပ်ဆွဲထားတဲ့ကံပြားရွာပုတ်ပါယုံဖုံကြီးကျောင်းဇွဲတိုက်ရွှေစားလီဖျားအထက်ကစာတင်ကျောင်းနဲ့ကုန်းသာဦးဖျားစတဲ့နေရာ၅ခုကို ကိုတော်လဲတဖွဲ့တွေကတပြိုင်တည်းဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲတိုက်ခတ်မှုအတွင်းမှာကံပြားရပုတ်ပါရုံအကြောင်းမှာတဆွဲထားတဲ့စစ်ကောင်စီတပ်သားအင်အား20ခန့်ဟာအထိခိုက်များစွာနဲ့ တပ်ဆဲထားတဲ့နေရာကိုစွန့်ခွာထွက်ပြေးသွားရလို့လည်းသိရှိရပါတယ်။ဒါအပြင်ရွှေစားလီကုန်းပေါ်ကအကြက်ဘက်စစ်ကောင်စီတပ်သားတွေကိုလည်း40မမဘုံသီးတွေတရက်ထိမှန်ခဲ့ပြီးထိခိုက်ဒဏ်ရာရှိခဲ့တဲ့စစ်ကောင်စီတပ်သားတွေကိုတဲဆောင်ကစာတင်ကြောင်းဘက်ကိုထွက်ပြေးသွားရလို့လည်းသိရှိရပါတယ်။အဲ့ဒီကဲမှုကို Freedom Revolution Force FRF နဲ့တကွာဒီပဲမျိုးနဲ့ပကဖတိုက်နေက Burmese Guerrilla Force GBF ပူးပေါင်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကအထိခံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာငါနယ်မြေမှာ15ရက်တာတွင် တိုက်ပွဲပေါင်း64ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်သား18ဦးသေသွားက12ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ KNU မူတော်ခရိုင်ကပြောပါရယ်စက်တင်ဘာလ10ရက်နေ့ကနေစက်တင်ဘာလ15ရက်ထိတိုက်ပွဲပေါင်း64ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က18ဦးသေက12ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းထုတ်ပြန်ထားပါရယ်ဒါအပြင်တိုက်ပွဲတွေတွင်အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ပြည်သူတို့ဟာတေဆုံးသွားခဲ့ရက၄ဝထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အကြက်ဘက်စစ်တပ်ကတိုက်လင်းနဲ့ဘုံကျဲတက်ခိုက်တာထပ်ပို့လင်းနဲ့လက်လက်ခရမ်းတွေစစ်နေရခါတွေကိုအကြက်ဘက်စစ်သားတွေအတွက်လာရောက်ပို့ဆောင်ခဲ့တာတွေပြုလုပ်ခဲ့လို့လည်း KNU မူတော်ခံကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရတို့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။